ဆရာကြီးလက်တွင်သာစောချစ်ရဲ့အမျိုးသားများအတွက်ရေးတဲ့စာစာပိုက်လေးကိုဖတ်ပြရစေအယံတန်ဖိုးရှိလို့အဆုံးထိနားထောင်စေချင်ပါတယ်။ပြဿနာလေးနည်းနည်းရှိတာနဲ့ပလင်းထောင်လိုက်ရမှအခက်ခဲနှဲငယ်ကြုံရတာနဲ့တောက်လိုက်ရမှဆိုတဲ့ပြော့ညံ့တဲ့ယောက်ျားတွေရှိတယ်။မိမနဲ့ယောက်ျားဘသူကပူပြီးစိတ်တက်ခိုင်မှတလဲလို့မေးရင်မိမတွေကပူပြီးစိတ်တက်ခိုင်မှတယ်လို့ပြောချင်တယ်။စိတ်ညစ်စရာကြုံတိုင်းယောက်ျားတွေပဲအရက်တောက်ကြပြီးမိမတွေအရက်မတောက်ကြဘူး။ မိမတွေကပြက်တနာတစ်ခုကိုအဖြေရှာနေချိန်ယောက်ျားတွေကပြက်တနာအတွက်အရက်တောက်နေကြတယ်မိသားစုတစ်ခုမှာအဖေနဲ့အမေရှိတယ်မိသားစုပြက်တနာတစ်ခုခုတက်လို့ပဲဖြစ်ဖြစ်ဒုက္ခရောက်เสียတစ်ခုခုကြုံလို့ပဲဖြစ်ဖြစ်စိတ်ဆင်းရဲเสียဖြစ်လာတဲ့အခါအဖေတွေကတော့စိတ်ညစ်တယ်ဆိုပြီးအရက်ဆန်ရောက်သွားကြတယ်အမေတွေကတော့ပြက်တနာတွေကိုအဆုံးသတ်ဖို့နီးလန့်ရှာနေကြတယ်အရက်သမားသားအရက်သမားသမီး အယက်သမားမိမစိတ်သက်ပြောင်းနေဖခင်တယောက်ကြောင့်မိမရော သားသမီးတွေပါမစီမဆိုင်နမဲဆိုးအတက်ခံရတယ်။ပြောကြတယ်။ယောက်ျားတွေကပူတံမာတယ်တဲ့။ပြဿနာတစ်ခုကိုယောက်ျားနဲ့မိမအရှိပြိုင်သူပြစ်ချပေးကြည့်လိုက်ပါဘသူကအကောင်းဆုံးရင်ဆိုင်နိုင်တယ်လေလို့လူငယ်တွေလည်းဒီလိုပါပဲအသေးကွဲလဲတောက်ဝင်းလဲတောက်စိတ်တက်ကြလဲတောက်တာပဲဒါကြောင့်စကားတခွန်းဟာတိတ်မှန်နေတာပေါ့ မိန်းကလေးတွေအသေးကွဲရင်ပိုချောလာကြပြီးယောက်ျားလေးတွေအသေးကွဲရင်ပိုဖောလာတဲ့တဲ့ဘသူကခံနိုင်ရင်ရှိတယ်လဲတိတ်တိတ်တာပါတယ်တောက်တက်မှယောက်ျားပီတာတဲ့ဆိုတဲ့အမားကြီးတစ်ခုအောက်မှာစဉ်စားဆင်ခြင်အောင်မရှိတဲ့ယောက်ျားတွေတန်လျာလဲနေကြတယ်အရက်တောက်ပြီးထွက်ကြလာတဲ့စကလုံးတွေနဲ့အကြံဝန်တွေဟာဘယ်တော့မှကောင်းမွန်မနေဘူးမိသားစုပြည်တနာအများစုကိုအရက်တောက်တဲ့ဖခင်တွေကပဲခံတီးတာများတယ် အရက်တောက်တဲ့ဖခင်ဟာဖခင်ကောင်းမပီးတာနိုင်ဘူး။သားသမီးတွေရဲ့ရှေ့ဆောင်လမ်းပြလည်းမဖြစ်နိုင်ဘူး။တကယ်ဆိုအိမ်နောက်ဦးစီးဆိုတာမိမနဲ့သားသမီးတွေရဲ့အားကိုးမိခိုးရာဖြစ်တယ်။သို့တော်လည်းစိတ်တက်မခိုင်ပါနဲ့။ဖခင်တယောက်ရဲ့အရေးအောက်မှာမိသားစုဆိုတဲ့အတိုက်အဝန်းတစ်ခုဟာမအေးချမ်းနိုင်ဘူး။စိတ်တက်ခိုင်ပါနဲ့။ ယောက်ျားတွေဟာပြဿနာတစ်ခုကိုဘယ်တော့မှ အရက်တောက်ပြီးမဖြေရှင်းဘူးဘယ်တော့မှအရက်ရဲ့ကြေးကြုံအဖြစ်မခံဘူးယောက်ျားပီပီရဲရဲရင်ရင်ရင်ဆိုင်ဖြေရှင်းတယ်ယောက်ျားကောင်းတစ်ယောက်ကအရက်ရဲ့မိတ်ဆွေမဟုတ်တလို့အရက်ကလည်းယောက်ျားမြတ်တို့ရဲ့အပေါင်းအသင်းမဟုတ်ဘူးအဖေရက်တောက်နေတဲ့၍တာသမီတွေကအမေကိုပူချစ်နေကြမှာဖြစ်တယ်လို့ပြောညံ့တဲ့ယောက်ျားတွေရှိနေတဲ့၍စိတ်သက်ခိုင်မာပြီးထက်မြက်တဲ့မိန်းမတွေနေရာရလာကြအောင်ပါ မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါရယ်ဟုတ်ကဲ့ကျွန်တော်ကံကောင်းပါကံကောင်းစာပေးမှမေတ္တာဖြင့်မြဝီ